ဟယ်လိုအားလုံးပဲမင်္ဂလာပါစတီဗင်ဘျူးကနေပြန်လဲကြိုဆိုလိုက်ပါရစေဒီနေ့ကစားမဲ့ Brighton ရဲ့ပွဲမှာ Manchester United Captain Bruno Fernandes တို့ပွဲ300ပြေးမြောက်မဲ့ပွဲတပွဲဖြစ်ခဲ့ပြီဖြစ်တယ်ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးဒီ Athletic ကပြီးခဲ့တဲ့ညကအင်တာဗျူးတစ်ခုကိုတင်ခဲ့တယ်သူတို့ဆိုင်မှာဒီအင်တာဗျူးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အစားဆုံးမဟုတ်ပေမဲ့ဒီစိတ်တစ်ပိုင်းကိုတော့ကျွန်တော် Facebook မှာ တချို့အကြောင်းအရာလေးတင်ခဲ့ပြီးဖြစ်တယ်ဒါပေမဲ့တစ်ခုလုံးတင်ဖို့ကြတော့လဲစာသားလည်းရှည်တယ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီတိုင်းပဲဒီဖတ်ပြီးတော့ပြန်ပြီး sharing လုပ်ပြီးပို့စဉ်းစားထားပါတယ်ဆိုတော့အဲကျွန်တော်ဒီတိုင်းတစ်ခါတည်းဖတ်သွားမှာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းနှေးကွေးတာမျိုးလေးတွေရှိနေတယ်နည်းနည်းထောက်တာမျိုးလေးတွေရှိနေတယ်ဒါလေးတော့သီးခံပြဖို့အတွက်ကျွန်တော်တောင်းဆိုရဲကျွန်တော် script လည်းမရေးတော့ဘူးရှေးကြီးပဲဗျာနော်အဲ့တော့ကျွန်တော် okay အဲ့တော့ကျွန်တော်ဒီဟာကိုစလိုက်မယ်ဆိုတော့ အဲဒီအကြောင်းအရာတွေမှာပါလာတော့အဓိက sorry အကြောင်း sorry ကိုဘာလို့မပြောင်းပြစ်လဲ ultra four မှာဘာလို့ဆက်နေပြစ်တယ်လဲပြီးတော့ sergeant နဲ့ပတ်သက်တဲ့သူ့ရဲ့သူ့ရဲ့ relation တွေပြီးတော့သူ့ပွဲတွေမှာဘာကြောင့်ပိုပြီးပြေးနေရတယ်လဲပြီးတော့ဒီ major ကိုညာတို့ဒီ bruno fernandez အဲဒီ brand brand ဘိုးဘိုးတို့အကြောင်းနေနဲ့သူဘလုံးမဘလုံးမဘွားနာပြင်ဘာလို့မလဲဘောစသဖြင့်ဒါတွေကတော့နည်းနည်းလေးပဲပါပါတယ်အဓိကတော့ sorry l l healer ပေါ့နော် l l ကိုပြောင်းမဲ့ຫນွေတော့အကြောင်းအရာနဲ့ပတ်သက်ပြီးသူပြောသွားတာ ဆိုတော့အဲ့ဒီသတင်းတွေစတက်လာတယ်အဲ့ဒီလေဟိုပြောင်းမလားဆိုတဲ့သတင်းတွေစတက်လာတဲ့အချိန်မှာသူဟိုသူကဒီအာနီပြရူရင်မော်ရင်အိုမာဘရာဒါဂျေဇန်ဝီကောဒီလိုဒီလိုပုံကိုယ်နဲ့သူဆွေးနွေးတယ်ဆွေးနွေးတဲ့အကြောင်းနဲ့ပြီးတော့အိမ်ရောက်တဲ့အခါမှာသူ့မိမနဲ့ပြန်ပြီးဆွေးနွေးတယ်သူ့မိမနဲ့ဆွေးနွေးတဲ့အချိန်ကြာမှာတော့သူ့မိမပြန်မေးတယ်မင်းဒီအစ်မအောင်မြင်ခြင်းနဲ့အရာမင်းရခြင်းနဲ့ရပြီပြီလား ဘာလို့လဲဆိုတော့ तू तू မိမသိတယ် तू လိုချင်တဲ့အရာတွေမရသေးဘူးဆိုတာသိတဲ့အတွက် तू မေးလိုက်တယ်နောက်တော့ तू ဘရူနိုဖန်နက်တက်ဆိုတာခရစ်စတီယာနိုရော်နယ်ဒိုကိုလည်းလှမ်းပြီးမေးတယ် तू ကအဲဒီအကြောင်းအရာဒီ sorry ကသူ့ကိုစိတ်ဝင်စားနေတယ်ဆိုတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးမေးတော့ तू သူတို့ဂျားထဲမှာဘာတွေပြောခဲ့လဲဆိုတော့ तू ပြန်ပြီးမျှဝေမှာမဟုတ်ဘူးဒါပေမဲ့အဲခရစ်စတီယာနိုရော်နယ်ဒိုက तू အတွေ့အကြုံတွေ तू အမြင်တွေအဲအစ ဒီຢာတွေကိုပြန်လဲပြီးမျှဝေပေးခဲ့တဲ့ဒီຢာတွေ Blue Finals ဆိုတော့အများကြီးအကျိုးရှိခဲ့တယ်ဗောနော်ဆိုတော့ဒါပေမဲ့နောက်ဆုံးမှာတော့ဒီဆိုမစ်ချက်ကသူ့ရဲ့ဒီကလပ်သင်းရဲ့ပုံမှာပဲမူတည်ခဲ့တယ်ဗောဆိုတော့ပထမဇုံးအနေနဲ့ပြောရမယ်ဆို Blue Finals ကအသက်31ပြည့်ခဲ့ပြီးတော့သူ့အနာဂတ်နဲ့ပတ်သက်ပြီးသူရှင်းရှင်းလင်းလင်းသိချင်ခဲ့တယ်ဗောအဲ့တော့သူသတင်းတွေဖတ်ရတယ်အာဒီလူတွေကအများကြီးပြောကြတယ်သဘောတူညီမှုရရှိသွားပြီးနောက်နှစ်မှာပြောင်းမှုအတွက်သဘောတူသွားပြီးစသဖြင့်ဗောနော် ဲ့လိုတွေဖြစ်ခဲ့ရင်တော့မှာပဲကလပ်ကသဘောတူညီခဲ့ရင်တော့ဒါသူ့ရဲ့ဆန္ဒမပါဘူးပေါ့နော်အဲ့တော့သူဘယ်သူနဲ့မှလည်းဟိုသဘောတူညီမှုမရှိခဲ့သေးဘူးဘူးတီမရှိခဲ့သေးဘူးပေါ့နော်ဆိုတော့အဲ့တော့လူတွေကပြောကြတယ်နောက်နှစ်မှာတော့ပြောင်းဖို့တေချာနေပြီပြောင်းချင်နေပြီစသဖြင့်မှာသူဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးသူဘာမှပြောမှမဟုတ်ဘူးဒီကိစ္စတွေကိုသူသူအေဂျင့်လည်းသူဘလို့လှုပ်လို့လဲဆိုတော့ပေါက်တယ်ဒီကိစ္စတွေသူအတင်းပြောင်းမဲ့ကိစ္စတွေနောက်ရစီမှာအတင်းပြောင်းမဲ့ကိစ္စတွေကိုသူဒီလာမဲ့ကပ္ပဖလာ ်ပြီးမှသာသူဆုံးဖြတ်ဖို့စဉ်းစားထားတယ်အဲ့တော့အဲ့မတိုင်ခင်သူဘာမှဆုံးဖြတ်မှာမဟုတ်ဘူးဆိုပြီးတော့တော့ပြောထားတယ်ဆိုတော့ပိုတူဂီနဲ့သူကမ္ဘာဖလားပြီးကမှာပဲဒါတွေကိုသိရမှာပေါ့ဆက်စပ်ချင်းဒီသူထပ်ပြီးပြောတဲ့ဟာအဲလီလည်းအပြင်ကိုတခြားဥရောပအသင်းတွေကပါသူ့ကိုစိတ်ဝင်စားတာရှိတယ်ဒါပေမဲ့သူ့ဘက်ကတော့ဘာမှမပြောင်းလဲခဲ့ဘူးအဲသူတို့တွေကဟိုတကယ်ဆက်သွယ်ခဲ့တာမျိုးတော့ရှိတယ်ဒါပေမဲ့ဘယ်လောက်ပမာဏဆက်သွယ်ခဲ့တာမျိုးတော့မဟုတ်ဘူးစိတ်ဝင်စားခဲ့တယ်ပေါ့နော် ဒါပေမဲ့တစ်ဖက်အဲဥရောပအသင်းနေနေနဲ့ဘလူးဖာနာဒက်ကအသင်းမပြောင်းဆိုတာသိရတဲ့သူတို့ကအချိန်ကိုမခံဘဲနဲ့ဆက်လက်ပြီးတော့မကန်လန်းခဲ့ပဲနဲ့နေခဲ့တာပေါ့နော်အဲ့တော့အဲ့ဒီဥရောပအသင်းနေလဲစဉ်းစားခဲ့တယ်ဆိုတော့အပိုင်းလေးရှိတယ်သူတို့ဒီဒီ sorry ဘက်ကစဉ်းစားရတဲ့ဆိုတော့အပိုင်းကိုတော့ဘလူးဖာနာဒက်ကနီးပြအောင်မေးတယ်သူဒီအသင်းမှာသူ့ရဲ့အနာဂတ်ရှိသေးသလားဟောဆိုတော့ အဲကလပ်ကိုလည်းမေးတော့ဗောအဲမင်းတို့ငါ့ကိုနေစေချင်လားမင်းအသက်30ရှိပြီဗောမင်းအတင်းပြောင်းလိုက်တော့ဆိုပြီးတော့ဖြစ်မလားဒါမှမဟုတ်ရင်ငါဒီနာကမပါသေးလားဆိုတော့အဲတကယ်လို့ဒါတို့ကအသက်30ပြည့်ပြီမင်းအတင်းပြောင်းလိုက်တော့ဆိုရင် तू ကသူ့ကသူဟိုနီလန်းကိုရှာဖွေပြီးဒီအတင်းကနေထွက်ခွာသွားမယ်ဗောဒါပေမဲ့အဲအဲ့ဒီဟာပြဿနာတခုမဟုတ်ခဲ့ပဲနဲ့အတင်းဘက်ကနေသူ့တဲ့ plan ရှိတယ်သူ့ကိုအဲသူ ਨੇ တိဆောက်သွားဖို့အတွက်စဉ်းစားထားတာရှိတဲ့အတွက်ကြောင့်သူစက်ပြီးနေခဲ့တယ်ဗော ထမဆုံးဒီကိစ္စစပြောပြတဲ့အချိန်မှာမလေးရှားကိုသူတို့သွားတဲ့အချိန်မလေးရှားဆိုကျွန်တော်တို့ဘောလုံးပွဲအဲဘောလုံးရာသီပြီးတဲ့ post ဟိုပို့စီစဉ်ဂိမ်းမလေးရှားကိုသွားကစားတဲ့အချိန်မှာဒီဒီကိစ္စတွေကစတယ်အဲ့တော့ Omar Brother နဲ့သူနဲ့စကားပြောခဲ့ကြတယ် Omar ဒီဒီဒီစပွဲပေါ်မှာတော့ငါအတွက်ကန်လန်းမှုတတတလောက်ရှိနေပြီအဲ့တော့မင်းကလပ်အသင်းနေနဲ့လေဒါကိုစဉ်းစားကောင်းစဉ်းစားနိုင်တယ်ပေါ့ဆိုတော့သူကလပ်ဘက်က Omar Brother ဘက်ကဘာပြန်ပြောလဲဆိုတော့ဟုတ်တယ်ငါတို့ကတော့ ငါတို့တော့မြင်မှာတော့မဟုတ်ဘူးငါတို့မင်းကိုဒီမှာဒီအသင်းမှာဆက်နေသေးခြင်းသေးပေမဲ့ဒီပမာဏကလည်းကြီးတော့အဲ့တော့မင်းရဲ့သဘောပဲမင်းသွားခြင်းလည်းဆိုသွားမင်းမသွားဘူးဆိုလည်းပဲငါတို့ကဒါပြဿနာမရှိဘူးဒီသူတို့ကန်းတန်းတဲ့ပမာဏကြီးတယ်ပေါ့အဲ့တော့အယ်လီလေကအချင်းကန်းတန်းတဲ့ပမာဏယူရိုတန်း80နဲ့တန်း100ကြားထဲမှာရှိတယ်အဲ့ဒီအချင်းနေကန်းတန်းနဲ့ဆိုတော့ဒီကနီးပြကိုလည်းမေးရတယ်ငါအင်းမေးသူမေးတယ်ဗောနောငါ့ကိုဒီလိုလိုကန်းလန်းနေပြီအဲ့တော့မင်းငါ့ကိုထွက်သွားစီ ခြင်းလားလူတွေထက်ခေါ်ပြီးတော့ငါ့ကိုထွက်သွားစေခြင်းလားဘယ်လိုလုပ်ခြင်းလဲပေါ့အဲ့တော့နီးပြားကနေပြီးတော့ဒီလူဝင်မော်ရင်ကပြန်ပြောတယ်မဟုတ်ဘူးငါမင်းကိုဒီမင်းကိုဆက်ရှိစေခြင်းနဲ့ဒီမင်းကိုဆက်ရှိနေဖို့အတွက်ကိုဒီ player တွေခေါ်ပြီးတော့တိဆောက်သွားဖို့အတွက်သူစဉ်းစားတယ်ပေါ့အဲ့တော့မင်းကိုထွက်သွားစေခြင်းမူဆိုတဲ့ပုံစံမျိုးပြောတဲ့အတွက်ကြောင့် तू က okay အဲ့တော့လဲ तू မပြောင်းခဲ့မပြောင်းပြစ်ခဲ့ဘူးပေါ့နော်ဆိုတော့ပြီးတော့ तू ကဒီသူပြိတ္တတွေသူကလတ်တင်းနဲ့ပတ်သက်ပြီးတော့လေသူကရင်းနှီးတဲ့ လူထုံမှုလေးရှိတယ်တကယ်လို့ဒါသူဒါပေါ်တူဂီကိုပြန်ပြစ်ခဲ့မယ်ပြန်ကစားပြစ်ခဲ့မယ်ဆိုရင်တော့သူစပို့တင်းမှာသွားပြီးတော့ကစားဖို့သူသူ့ရဲ့ဒါပရီယော်တီပေါ့နော်သူ့ရဲ့ဦးစားပေးဆုံးဖြတ်ချက်လို့ပြောရတယ်ဒါအဲ့ဒါနဲ့ပဲသူကမပြောင်းပြစ်တော့ဘူးအဲ့မှာဒီတလက်တက်ကသူဖြစ်ဆက်ပြီးပြောတဲ့ပုံစံကဘရူနိုဖာနန်ဒက်စ်ဒါဘရူဖာနက်ကိုဒီအယ်လီယာကနောက်ဆုံးသူဘရူဖာနက်ကသူအသိမပြောင်းတော့ဘူးဆိုတာကိုသူဖြစ်ရှင်းချက်ပေးတာပေါ်တူဂီနဲ့ပေါ်တူဂီကစားမဲ့ဘယ် Nation League နဲ့တွေ့ Nation League ဒီ press conference မှာသူပြောတာသူအသေးမပြောင်းတော့ပါဘူးအဲ့ဒီနေ့မှာပဲအဲလီလေးကဟိုဟာဖြစ်တယ် offer ပေးတယ်သူ့ကိုတစ်နှစ်ကိုယူရိုတန်း60နဲ့ off အဲယူရိုတန်း40ကိုနောက်ထပ် bonus ဈေးတန်းနဲ့ offer ပေးဒီပမာဏကိုကျွန်တော်ပြန်တွက်ကြည့်မယ်ဆိုရင်အဲ Bruno Fernandes က bonus အပြည့်သာရမယ်ဆိုရင်တစ်ပတ်ကိုအဲယူရို6ဒိန်းခွဲလောက်ရဖို့ရှိတယ်ဒီပမာဏကမနည်းဘူး တသန်းနီးပါးဖြစ်နေပြီမီလီယံနီးပါးဖြစ်နေကိုသိန်းခွဲလောက်ရောက်လို့ရှိတယ်ဒါပေမဲ့ဒီဟာကိုသူငင်းခဲ့တယ်ဗောနော်ဒါကိုလည်းပဲဘရူနိုဖာနန်ဒအဲဒီနီးပါးဘက်ကအသင်းဘက်ကလည်းသဘောကျခဲ့တယ်ဗောဆိုတော့ဒီဒီပမာဏနဲ့ဂန်လန်ဒါကိုငင်းဆိုတဲ့တော့ကိုဒီ sorry ဘက်ကတော့သဘောတူသဘောကျမှာမဟုတ်ဘူးလို့ဘရူနိုဖာနန်ကပြောတယ်အဲ့တော့သူဒါလည်းသူသဘောပေါက်တယ်သူတို့ဒီလောက်ပမာဏကြီးနဲ့ဂန်လန်နဲ့ဟာကိုသူငင်းတဲ့ဟာကိုဟိုဘက်က ီ sorry ဘက်ကစိတ်ပြတ်သွားမယ်ဆိုတော့လည်းသူသဘောပေါက်တယ်ပေါ့ဒီအတွက်လည်းအမော်ရင်တို့ဘက်ကဒါကိုချီကျူးတယ်ဒီလိုမပြောင်းဒီလိုဟိုမလုပ်တဲ့အတွက်ပေါ့တော့ဒီလိုအသင်းမပြောင်းမင်းနဲ့ဒီလာစားညင်းပြီးတော့အသင်းမဆက်နေရတော့ကိုချီကျူးတယ်ပေါ့အဲ့တော့ဘလူဖနာဒက်ကသူ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့သူကဒီငွေကြေးကသူ့ဘဝအတွက်အရေးလူတိုင်းဘဝအတွက်အရေးပါတယ်ပေါ့နော်ဆိုတော့ သူဒါကောင်းမွန်လုပ်နိုင်ခဲ့မယ်ဆိုရင်တော့သူ့မိသားစုကနောက်လာမယ့်အနာဂတ်မှာဒီငွေကြေးကိုရည်တွက်နေရတာမျိုးစိတ်ပူပန်နေရတာမျိုးဖြစ်စရာအကြောင်းတော့မရှိဘူးသူတို့ကပြောရင်တော့သူတို့မိသားစုကလည်းပဲငွေအများကြီးသုံးတဲ့မိသားစုတော့မဟုတ်ဘူးသူတို့ကဟုတ်တယ် lesri ဖြစ်တာကိုသဘောကျတယ်ဒါပေမဲ့သူတို့အနာဂတ်မှာဘယ်လိုဆက်ဖြစ်မလဲသူတို့သူတို့ကလေးတွေကိုဘယ်လိုပြောထောင်မလဲသူတို့ကလေးတွေဘာတွေပေးခြင်းငယ်မလဲဆိုတော့သူတို့ခေါင်းထဲမှာအများတန်းရှိတယ်သူတို့ကချမ်းသာတဲ့မိသားစုကလာတာမဟုတ်ဘူးဒါပေမဲ့စားမယ်တော့မယ်ဘဝလာတာမျိုးလဲ တော့မဟုတ်ဘူးသူ့မှာပေါ်တူဂီမှာသူ့မှာမိသားစုရှိတယ်သူ့အမေမှာညီအဲညီကညီမောင်မပိုးယောက်ရှိတယ်ဒါတွေသူပြန်ပြီးကြီးကြီးကြီးရှုဆောင်ရှောက်ရမှာပေါ့နော်ဆိုတော့သူကစားမဘွားပြီးနေသူအိမ်မှာပဲနေပြီးသူသူခင်းနဲ့ coffee time မှာသွားထိုင်လာမျိုးနဲ့ပဲသူဖြတ်တန်းသွားဖို့သူသူစဉ်းစားထားတယ်ပေါ့ဆိုတော့အဲဒီဒီ Bruno Fernandes ကိုသူချင်းအောင်မြင်မှုနဲ့အသင်းအောင်မြင်မှုနဲ့ဟိုဘယ်ဟာကိုပို့ပြီးတော့မမောလဲဆိုတဲ့ပုံစံမျိုးနဲ့မိတဲ့အခါမှာတော့ Bruno Fernandes က သူဘောလွန်ဒေါ်ရတဲ့ player တိုင်းကအကောင်းဆုံးကစားသမားတော့မဟုတ်ဘူးဒါပေမဲ့အသင်းအောင်မြင်တဲ့အသင်းအဲဘောလွန်ဒေါ်ရတဲ့သူတွေကသူတို့အဲ့နှစ်တည်းမှာသူတို့ရဲ့ season နဲ့အောင်မြင်တယ်သူတို့ရဲ့အသင်းနဲ့အောင်မြင်တယ်ပေါ့ဆိုတော့လူတိုင်းကငါကောင်းကောင်းပြောတာတော့ငါငါသဘောကျတယ်ဒါတော့မငြင်းဘူးဒါပေမဲ့အသင်းနိုင်ဖို့အောင်မြင်ဖို့ကပိုကြီးအဲ့ဆိုရင်ငါပိုကောင်းတဲ့ပိုကောင်းတဲ့ကစားသမားအနေနဲ့ပိုပိုကောင်းတဲ့ကစားသမားဖြစ်လာမှာပေါ့နော်ဆိုတော့ဒီ ဒီအသင်းမှာရာသင်ရထိုက်တဲ့ကြီးမားတဲ့အောင်မြင်မှုတွေကိုသူသူကုထိမရနိုင်သေးဘူး။ဆိုတော့ဒီအသင်းကသူတို့ထိုက်တန်တဲ့အောင်မြင်မှုရရှိအောင်သူလုံးမပေးနိုင်ခဲ့သေးဘူး။ဒီကိစ္စကသူသူဒီအသင်းလက်မထိုးခဲ့တဲ့သူခေါင်းထဲမှာရှိခဲ့တဲ့ကိစ္စတွေဆိုတော့အဲသူကဒီအသင်းမှာကောင်းကောင်းကစားလို့ရအောင်လို့သူကံကောင်းခဲ့တယ်။ဒါပေမဲ့ဒီအသင်းမှာသူလိုချင်တဲ့အရာရတဲ့အထီတော့သူမရသေးဘူးပေါ့အဲ့တော့အဲ့အရာဘာရလဲဆိုတော့ဒါ သူဒီအသင်းမှာရကျင်လာတော့ပရီးမီးယားလိနဲ့ချန်ပီယံလိရကျင်လာဒါကိုလုံနိုင်မလားဆိုတော့သူကိုယ်တိုင်လည်းမသိဘူးဖြစ်နိုင်မဖြစ်နိုင်ဘူးသူတို့မသိဆိုတော့အမှပြောဆာဂျင်ရက်ကလစ်ကပဲဒီလေ့ကျင့်ဝင်ကိုအမြဲတမ်းလိုလိုသွားတယ်တခါရူမော်ရင်ကိုသူတခါတခါပြောတဲ့ခါမှာရူမော်ရင်ကနေစားမှာမင်းလုံးမင်းလုံးပေါ့နော်ဆိုလိုအဲ့လိုမျိုးပြောတယ်ဒီကိစ္စဟုတ်သလားဆိုတော့မေးတဲ့ခါမှာတော့ပရိုဖိုင်ဒါကသူအဲ့ကိစ္စအကြောင်းနဲ့အဲ့ကိစ္စအကြောင်းနဲ့ပတ်သက်ပြီးတော့ငါ စာချင်နဲ့ပြောပြဖို့ပေါ့ဟုတ်တယ်စာချင်ကအမြဲတမ်းလို့လို့လာတယ် training ground ကိုလာတယ်သူစကားနဲ့နဲ့ပြောပြတယ်ဒါပေမဲ့သူဒီ technical things တွေသူအလုပ်လုပ်တဲ့ကိစ္စမှာတော့သူဘာမှဝင်မပါဘူးဘာလို့လဲဆိုတော့သူဘာမှလုပ်တတ်မှာလည်းမဟုတ်ဘူးအခု final ပြောသူဘာမှလုပ်တတ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့သူလုပ်တဲ့အလုပ်တွေလည်းငါတို့လုပ်တတ်မှာမဟုတ်ဘူးလို့ငါတို့လုပ်တဲ့အလုပ်တွေလည်းသူသူလုပ်တတ်မှာမဟုတ်တဲ့အတွက်ဒါသူဘာမှတော့ဝင်ဝင်ဝင်ရဆော့ဖတ်ခြင်းမရှိဘူးပေါ့နော်သူတို့နဲ့ငါငါတဲ့ကြားမှာ ကောင်းမွန်တဲ့ဆက်ဆံမှုတွေရှိတယ်။ကစားသမားတိုင်းနဲ့ကောင်းမွန်တဲ့ဆက်ဆံမှုတွေရှိတယ်။သူရောက်လာတိုင်းလူတိုင်းနဲ့တွေ့ဖို့အတွက်စူးစမ်းတယ်။အဲ့တော့ Omar Brada တို့ Jason Wicker တို့ပါလာတယ်။သူပေးခြင်းတဲ့ message ကိုပေးသွားတယ်ပေါ့။စသဖြင့်အဲဒါ Sergeant Reckless နဲ့ပတ်သက်ပြီးပြောသွားတယ်။ဆိုတော့ဒီရာသီမှာခေါ်ထားတဲ့ player တွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အချိန်မှာတော့ Bruno Fernandes ကအလူတွေမေးတဲ့အချိန်တိုင်းမှာငါအမြဲတမ်းပြောပြတဲ့တခုရှိရဲ့အဲ့ဒါကတော့ငါတို့ကစားသမားကောင်းတွေလိုရတယ်ဒါပေမဲ့ကစားသမားကောင်းတွေဖြစ်ုံနဲ့မဟုတ်ဖဲနဲ့ဒီကာရီယာကောင်းတွေပေါ့နော်ဒီစိတ်တဲ့ဘိုင်းကောင်းကောင်း စစ်ကြပိုင်းခိုင်မာတဲ့ player တွေကိုလိုအပ်တယ်အကြောင်းကတော့ဘာလို့လဲဆိုတော့ Bruno ဒီ Manchester United မှာရှိနေတဲ့ PR တွေ attention တွေဒီလူတိုင်းအောင်စူးစိုက်မှုကိုခံရတဲ့အားတွေကိုကြော်ကြော်လွှားနိုင်ဖို့ဆိုရင်ဒီအာ player ကောင်းဖြစ်နေုံနဲ့မလုံလောက်ဘူးပေါ့နော်အဲ့တော့ mentality ပါကောင်းမှုသူလိုအပ်တယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဆိုတော့ဒီဒီနှစ်မှာခေါ်ခဲ့တဲ့ player တွေကအသင်းနဲ့ကိုက်ညီတယ်လို့သူအနေနဲ့ခံစားရတယ်အကွန်ညာဆိုရင်သူကရဲရဲရင်းရင်းလှုပ်ရဲခံရဲရှိတယ် ဘရိုင်ယန်ဘူဘူလည်းထုံနေလကောက်ပဲသူတို့ကဘောလုံးနဲ့ဘောလုံးကန်မှာကြောက်နေဘူးရဲပေးရဲတယ်အဲ့တော့ဒီကစားသမားတွေကပရီးမီးယားလိမှာအသားကျပြီးသားကစားသမားတွေကိုသူခေါ်နိုင်ခဲ့တယ်ပေါ့နောက်ထပ်ထပ်ခေါ်တာတော့ဒီလူငယ်ကိုးသမားလေးနဲ့စန်တာဖော်ဝတ်တယောက် ပြောရင်တော့ဒီအာဒီဘန်ဂျာမင်ဆက်စကိုကိုဘန်ဆက်စကိုသူ့ရဲ့ဂိုးတွေနဲ့ပတ်သက်ပြီးသူ့ကိုလူတွေကအသုံးတက်ကြမယ်အကြက်လောက်ကြမယ်ဆိုတော့သူသဘောပေါက်တယ်ဒါပေမဲ့သူလောက်တာအဆင်ပြေတယ်သူကခိုင်းတဲ့အတိုင်းနဲ့အကုန်လောက်တယ် သူ goal လည်းရနိုင်ပြီဆိုတော့နောက်ထပ် goal သွင်းနိုင်မလို့လဲ Bruno Fernandes ကထင်တယ်လို့သူပြောသွားပါတယ်။ဒါအပြင်ဟိုဒီကိုညာနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့ तू ကသူဒီကိုညာကအရန်သူလုံရဲကန်ရဲရှိတယ်ဒါကလူတိုင်းအတွက်တော့ကောင်းမှာမဟုတ်ဘူးဗာ तू ကဘွန်ဒီအမ်မဟုတ်ဒါက sorry ဒါ Tesco ကြောင့် Benjamin Sesco ကြောင့်ပြောတဲ့ခါမှာဒီကောင်လေးကတင်ယူလိုစိတ်များတယ်ဒီကိစ္စကတင်ယူလိုစိတ်များဆိုတော့ဘွန်ဒီလီကာနေပြီးတော့ အဲတန်ကြီးကြီးကြီးနဲ့လားတဲ့ player လေးအတွက်ဒါအရန်ကိုအရေးပါတယ်သူခေါင်းထဲမှာဗျာဒီငါတင်ယူရမယ်ငါပူကောင်းအောင်လုပ်ရမယ်ဆိုတာပဲသူခေါင်းထဲမှာရှိတယ်ဒီ jetter back အကုံဆုံးချိန်ပွဲတဲ့ရောက်သွားတဲ့အချိန်မှာသူကတခြားတယောက်လိုပြောင်းလဲသွားပြီးတော့တကယ်ကိုသူသူစဉ်းစားနေရတော့အော်ငါလုတ်ကလုတ်ရမယ်ငါကိုးသွင်းသွင်းရမယ်ငါ boxer ကိုဝင်ရမယ်ငါဒီ jewelry ဆန်ရမယ်ဒီတစ်ဖက်ပြိုင်ဘက်ကိုရှင်းဆိုင်တွေ့လိုက်ရမယ်ဆိုတာမျိုးဒါ ်ခေါင်းဥလိုက်ရမယ်ဆိုတာမျိုးပဲသူခေါင်းအာရှိတယ်သူအဲ့လိုပုံစံမျိုးပြောင်းလဲသွားတယ်ဆိုပြီးတော့ဘရူနိုဖိုင်ကကြီးကျူးထားတယ်နောက်တဲ့တက်ကတော့ဂိုသမားအတွက်ကတော့စနင်းကတော့သူကနံပါတ်1နေရာကိုရချင်းလို့သူပြောင်းလာတာဖြစ်နိုင်တယ်ဒါပေမဲ့ဒီသင်းမှာအချိန်ပေးရတယ်ဖြစ်တော့ကြာသူအချိန်တစ်ခုတော့ရှူလိုက်ရတယ်ပေါ့အဲ့တော့ကိုညာကျွန်တော်ကပြောကြော်ပြောလိုက်မိတယ်ကိုညာကိုညာနဲ့ပတ်သက်ပြီးပြောရင်တော့သူ့ရဲ့ရဲရင်ရဲ့လိုရဲကန်ရဲ့ဖြစ်ချင်းကိုတော့ခြံထားခဲ့လို့မရဘူးတော့ငါ့ကိုဘောလုံးပေးငါ့ကလှုပ်လိုက်မယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ဒါတွေကတချို့လူတွေအတွက်တော့ သဘောကျမှာမဟုတ်ဘူးဒါပေမဲ့သူလည်း Bruno Fernandes ကိုတိုင်လည်းပဲဒီကိစ္စတွေကိုကြော်ဖြတ်ခဲ့ရပြီးဖြစ်တဲ့အတွက်ကြောင့်ဒီကိုညာတရားကိုဆက်လုပ်နေတာကိုသူမြင်နေတယ်အ risk you ဒီစွန်စားကန်ဘောကိုကန်ထဲလိုက်လူလူတွေကိုကြော်ဖြတ်သွားလိုက်ဖန်တီးလိုက်ဒါလူမျိုးဆက်လုပ်နေဖို့လိုတယ်လို့ Bruno Fernandes ကထင်တယ်နောက်တော့ Brian Boubou နဲ့ပတ်သက်ပြီးပြောရရင် Brian Boubou ကသူကဟို ကန်တာကန်ထည့်လိုက်စမ်းပါဆိုပြီး तू အဲလေ့လေ့ကျင့်ရင်းမှာအမြဲတမ်းပြောပြဘာလို့လဲဆိုတော့အဒီ तू ကထိချက်တွေပိုပြီးများနေလို့ Brian နေနဲ့အဲ့လိုမျိုးလုတ်စရာမလိုဘူး तू ကတစ်ချက်ထိပြီးတစ်ချက်ကန်လိုက်ရုံနဲ့ तू အဆင်ပြေတယ် तू အထက်အများကြီးပိုလုံနိုင်တယ်လို့ तू လေ့ကျင့်ရင်းမှာအမြဲတမ်းပြောရတယ် तू က तू မင်းမင်းငါတို့နဲ့ breakfast တော့လောက်ခဲ့သလိုပဲအဲ့လိုမျိုးလုပ်လိုက်စမ်းပါကွာဆိုပြီး तू အများအားပြောရတယ်ဘောဘရန်ဖုန်းနဲ့ပတ်သက်ပြီးတော့ဆိုတော့ तू ကစားသမားအဒီကိုဗီမေးနူးနဲ့ပတ်သက်ပြီးတော့တော့ तू ဓာတ်ရိုက်ကြီးမဟုတ်ခင်ပဲဒီ ူနဲ့ဖက်သူ့အကြောင်းပြောနေကိုမင်းတို့အကြောင်းရောက်သွားတာမျိုးရှိခဲ့တယ်အဲအကြောင်းရပါလားဆိုတော့သူသူရေရှည်ဆက်ကစားနိုင်မှာလားသူဒီပါရိုးကိုသွားပြီးကစားနိုင်မှာလားစသဖြင့်မေးတဲ့အချိန်မှာတော့သူကအဲသူအရင်ထပ်ပို့ပြီးတော့ပြေးလာရတယ်ပေါ့အကြောင်းကတော့သူတို့စကစားတဲ့အရင်ခစ်တုန်းကဆိုရင်ကစားသမားတယောက်က6ကီလို9ကီလိုလောက်ပြေးရင်ဒါလုံလောက်တယ်ဒါတော့လည်းပဲဖြစ်တယ်ဒါပေမဲ့ခုခေတ်မှာတော့6ကီလို10ကီလိုလောက်ပြေးမှကိုသူအဆင်ပြေတဲ့ light ဒီတန်းကိုမှီတဲ့အနေအထားဖြစ်လာတယ်အဲ့တော့သူပိုးပြေးရတာပေါ့နော်ဒါကံကောင်းတာသူပိုးပြီးပြေးနိုင်တယ်ဒီမန်နေဂျာတောင်းဆိုတဲ့တိုင်းပိုးပြေးနိုင်တယ်ပြီးတော့ဒီအသင်းထဲမှာပြန်ဆိုင်မှုလေးတွေရှိတယ်အဲဥပမာဒီမန်နေဂျာပြောသလိုပဲကိုယ်မေးလို့နဲ့သူနဲ့ကပြန်ရမယ်ပေါ့လို့ဒီနေရာအတွက်ပြန်ရမယ်ဆိုတော့အဲသူလုံနိုင်တာကိုကိုယ်မေးလို့မလုံနိုင်ဘူးလို့မလုံမလုံနိုင်တာကိုလည်းသူမလုံနိုင်ဘူးသူတို့နှစ်ယောက်ကမတူညီတဲ့ပုံစံမျိုးနဲ့အဲမတူညီတဲ့ပုံစံမျိုးနဲ့အသင်းကို ပေးနိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြောသွားတယ်အဲ့ဒါကိုထပ်ပြောတာတော့သူကနံပါတ်တူကြည့်မယ်ဆိုဘရူနိုဖာနန်ဒက်စ်ကဟိုဂိုးတွေသွင်းတယ်โอเคဒါပေမဲ့ကိုဘီကတော့ဒီဘောလုံးဆွဲပြေးတဲ့ဘောလုံးနဲ့ကြော်ဖြတ်ပြေးတဲ့နေရာမှာသူပိုးကောင်းတယ်ပိုးပိုးပြီးကောင်းတယ်ပေါ့အဲ့တော့ငါတို့ကမတူညီတဲ့ player တွေဖြစ်တယ်ငါတို့ကအဲမတူညီတဲ့ပုံစံတွေနဲ့အသင်းကိုဟို အသင်းကိုပေးနိုင်ပြီးပုံစံမျိုးစုံနဲ့သွားလို့ရတယ်ပေါ့အဲ့တော့ဒီလိုမျိုးပြိုင်ဆိုင်မှုမျိုးကိုဒီကိုဗီနဲ့ပြိုင်ဆိုင်မှုမျိုးကိုသူသဘောကျတယ်သူကငယ်ရွယ်အရန်ငယ်ရွယ်ပြီးတော့အရန်ကိုဒီ high level ဘောလုံးကိုအရန်အရန်အဆင့်မြင့်တဲ့ဘောလုံးကိုသူသွားနိုင်စွမ်းရှိတယ်သူဒီထက်ပိုပြီးကောင်းလာနိုင်သေးတယ်အဲ့တော့ဒီလိုမျိုးပြိုင်ဆိုင်မှုမျိုးကိုငါကြိုက်တယ်ဒီလိုပြိုင်ဆိုင်မှုအကြောင်းလည်းသူပိုပြီးတိုးတက်လာတယ်လို့သူခံစားရတယ်ပေါ့ဒီအဲ့လိုမျိုးစသဖြင့်ကိုဗီမင်းနူးနဲ့ရှင်ပြိုင်မှုအကြောင်းကိုသူပြောသွားတယ် အဲ့ဒီနောက်ဒီ Manchester United ကစားသမားဘဝသူအမှတ်တရအဖြစ်ဆုံးအခိုက်အတန့်ကိုမေးတဲ့အခါမှာတော့ဒီ supply လည်းမဟုတ်ခဲ့သလိုဒီဟိုကလည်းကိုသွင်းကိုလည်းမဟုတ်ခဲ့ပဲနဲ့သူ့ရဲ့ wolf နဲ့ပွဲမှာသူပထမဆုံး debut ရခဲ့တယ်ပထမဆုံးပွဲထွက်ရခဲ့တဲ့အခိုက်အတန့်ကိုသာသူပြောသွားတယ်ဒီလိုမျိုးကြီးကျယ်ခံရတဲ့ league ကြီးကျယ်ခံရတဲ့အသင်းအတွက်သူဒီအခွင့်အရေးကိုလက်လွတ်မခံဘဲနဲ့သူကောင်းကောင်းလုပ်သွားမယ်ဆိုတဲ့စိတ်နဲ့ သူကစားခဲ့တယ်ပေါ့နော်ဒီအရာဒီအရာကသူအမှတ်တရအဖြစ်ဆုံးလို့သူပြောသွားတယ်သူအားလက်ချိန်နေဒီနေရောင်ကိုခံကျင်တဲ့အချိန်မှာတော့သူ British ကဘီချ်အချို့ကိုသွားတယ်ဘွန်မော့က Beach ကိုသူတွန်ရီတန်နဲ့အတူလမ်းလျှောက်ထွက်လိရှိတယ်ပေါ့နော်အဲဒါကတော့သူပြဆက်ပြီးပြောသွားတဲ့အကြောင်းဒါကတော့ Bruno Fernandes ရဲ့သူနဲ့ပတ်သက်တဲ့ဒီပွဲ300ပြည့်မတိုင်ခင်မှာသူပြောသွားတဲ့အင်တာဗျူးလေးရဲ့အကြောင်းအရာတွေကိုကျွန်တော် ဖော်ပြသွားတာဖြစ်ပါတယ်အကောအကုန်လုံးလည်းပြည့်စုံမယ်လို့ထင်ပါတယ်ဒါကျွန်တော်အစားအဆုံးရေးနေခဲ့မယ်ဆိုရင်ကအချိန်အများကြီးယူမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တခါတည်းဒီလက်တက်မဲ့ပြောခဲ့တာဖြစ်တယ်ဒီအတွက်အချက်လက်အဖြစ်တော့မမှားနိုင်ပေမဲ့ဒါပေမဲ့ delay ဖြစ်သွားတာနှေးကွေးသွားတာမျိုးတော့ဒါမျိုးတော့ရှိရဲဒါမျိုးကတော့ကြိုပြီးတော့ခုပြုပေးကြပါလို့တောင်းဆိုတာပါတယ်ဆိုတော့ကျွန်တော်ဒီညနေမှာတော့ဒီပွဲမတိုင်ခင်မှာကျွန်တော် live app ထွက်တဲ့အချိန်မှာကျွန်တော် live ရှိမယ် အပွဲမှာလည်းကျွန်တော် west along မဟုတ်ရင်တော့ကျွန်တော် west party တော့တော့လုတ်ဖို့တယ်စဉ်းစားထားတယ်ဒီလိုပဲအချင်းချင်းစကားပြောရင်ဖြစ်စေဒါမှမဟုတ်လည်းလူမရှိလည်းကျွန်တော် west party အဟို west along ဖြစ်မှာပေါ့နော်အဲ့လိုမျိုးလုတ်ဖို့အတွက်စဉ်းစားထားတယ်ဘာလို့ဖြစ်မယ်တော့မသေးကြသေးဘူးကျွန်တော်ပြီးတော့အာကျွန်တော်ဟိုပွဲကြရင်အဲ့ line train တော့ကျွန်တော်ပြောပါမယ် okay အဲ့တော့ကျွန်တော်ဗီဒီယိုရဲ့သဘောကျတဲ့နှစ်သက်တဲ့ like subscribe လေးပို့တောင်းဆိုပါရစေကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမှာအားလုံးပဲကျေးဇူးတင်ပါတယ်